မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်မေလ26ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG ရဲ့စီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့မိုးကုတ်မှာတအောင်းပြီမြို့နယ်ရဲတပ်ဖွဲ့မှရှောင်းတခင်စစ်ဆေးမှုပြုလုပ်နေချိန်မူရီစီပွားရောင်းဝယ်သုံးဆွဲသူ၈ဦးဖမ်းဆီးရမိတဲ့တဲ့တင်ကိုတင်ပြပေးပါမယ် ကြောင်ပြီးတက်မဟာနှစ်နေမီမိုးကုံမြို့မှာပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL တောင်းပြီးမြို့နယ်ရဲတပ်ဖွဲ့မှရှောင်းတခင်စစ်ဆေးမှုပြုလုပ်နေချိန်ငွေရစီဝါရောင်းဝယ်သုံးဆွဲသူ၈ဦးတို့ကိုဖမ်းဆီးရမိခဲ့တယ်လို့ TNL ကအတည်ပြုထားပါတယ်။ဖြစ်စဉ်မှာယမနေ့ည၇နာရီအချိန်မှာခရိုင်ရဲတပ်ဖွဲ့နဲ့မြို့နယ်ရဲတပ်ဖွဲ့တို့မှပူးပေါင်းပြီးတော့မြို့အတွင်းရှောင်းတခင်စစ်ဆေးမှုပြုလုပ်နေချိန်ကိုနိုင်မင်းထက်စိုင်းကိုကိုအောင် ကိုဇော်တက်ထွေးတို့ထံမှရာမစီးပြား15ဒုံနဲ့208ပြားဘိန်းဖြူနှစ်ပတ်ဘိန်းဖြူနှစ်ပတ်ပြားပလင်း၃ပလင်းနဲ့အတူဖန်စီရမိခဲ့တယ်လို့မေလ26ရက်နေ့မှာအတည်ပြုထားပါတယ်အဲဒီနောက်မွေးရေးစေဝါသုံးဆွဲသူဖြစ်တဲ့စိုးချစ်သူညီမင်းခန့်အောင်စောထက် ကျော်စင်ဦးနဲ့အပြုံးတို့ကိုတအောင်းပြည်ရဲတပ်ဖွဲ့မှထပ်မံဖမ်းဆီးရမိခဲ့ကာဖမ်းဆီးရမိထားတဲ့၎င်းတို့ကိုတအောင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှဥပဒေအတိုင်းအရေးယူဆောင်ရွက်သွားမယ်လို့ဆိုထားပါရီအလားတူပြီးခဲ့တဲ့မေလ22ရက်နေ့မှာလေမူကုံမြို့တန်လွင်တောင်ရက်ကွက်မှာနေထိုင်တဲ့အမျိုးသားတအုပ်ကိုမွေးရီစေဝါရောင်းဝယ်တယ်လို့သတင်းရရှိကာမြို့နယ်ရဲတပ်ဖွဲ့မှသွားရောက်စစ်ဆေးရာမှာမွေးရီစေဝါအများအပြားဖမ်းဆီးရမိခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ ဆက်လက်ပြီးမြန်မာစစ်အုပ်စုကိုအခွန်ငွေလေရင်စီနဲ့ဤပညာများပံ့ပိုးပေးခဲ့ကြပြီးတော့ရာဇဝမှုကြီးများမှအားပေးကူညီနေတဲ့အာဆီယံအတွင်းကုမ္ပဏီ54ခုစည်းရင်းကို Justice for Myanmar ထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။မြန်မာစစ်အုပ်စုကိုအခွန်ငွေလေရင်စီနဲ့ဤပညာများပံ့ပိုးပေးခဲ့ကြပြီးတော့ရာဇဝမှုကြီးများမှအားပေးကူညီနေတဲ့အာဆီယံအတွင်းကုမ္ပဏီ54ခုစည်းရင်းကို Justice for Myanmar ထုတ်ပြန်လိုက်ပါတယ်။ Justice for Myanmar ရဲ့ထုတ်ပြန်လိုက်တဲ့အစီရင်ခံစာအရာ အရှေ့တောင်အာရှနိုင်ငံများအသင်းအာဆီယံရဲ့အဖွဲ့ဝင်နိုင်ငံများမှရှိတဲ့ကုမ္ပဏီ54ခုတို့ဟာမြန်မာစီးအုပ်စုရဲ့2020ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့အာနာသိန်းကျိုးပန်းမှုနောက်ပိုင်းစီးအုပ်စုနဲ့၎င်းတို့ထိန်းချုပ်ထားတဲ့ကုမ္ပဏီများနဲ့စီးပွားရေးဆက်နွယ်မှုများကိုဆက်လက်ထိန်းသိမ်းထားရှိတယ်လို့ဆိုထားပါတယ်။ ရင်းစည်းပွားရေးလုပ်ငန်းများမှာအချို့ဟာပထမဆုံးအကြိမ်ထုတ်ဖော်ခံရခြင်းဖြစ်ပြီးတော့၎င်းတို့မှာစေအုပ်စုထိန်းချုပ်ထားတဲ့ရေနံနဲ့တဘာဝတံငွေတစ်လုပ်ငန်းကန်တာမြေနေရာငှားရက်မှုနဲ့အခွန်ပေးချေမှုများမှတဆင့်အခွန်ဝင်ငွေများပံ့ပိုးပေးခြင်းလေရင်စည်းဆက်သွယ်ရေးနဲ့စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာများထောက်ပံ့ခြင်းတို့ဖြင့်ပြည်သူများအပေါ်စေအုပ်စုကျူးလွန်လျက်ရှိတဲ့အကြမ်းဖက်ဆက်စင်ရေးကိုအားပေးကူညီခဲ့ကြပါသည် Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမက်ရတနာမောင်က corporate တွေရဲ့ကြံရပါမှုကိုဖြည့်ရှင်းဖို့အာဆီယံရဲ့ပြက်ကွက်မှုကစစ်အုပ်စုကိုသူတို့ရဲ့အချမ်းဘက်ဆက်စင်ရေးတွေတိုးမြှင့်လှုံ့ဆော်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။စစ်အုပ်စုအချမ်းဘက်ဆက်စင်ရေးအတွင်း အရက်သားပြည်သူထောင်ပေါင်းများစွာကိုတက်ဖြတ်ခဲ့ပြီးတော့တန်ပေါင်းများစွာကိုနေရဲစွန့်ခွာစေခဲ့တာဖြစ်ပါတယ်အာဆီယံအနေနဲ့အရေးယူဆောင်ရွက်မှုလုပ်ကိုလုပ်ရပါမယ်မြန်မာပြည်သူတွေရဲ့အခွင့်အရေးတွေနဲ့ဒီမိုကရေစီလိုလားတောင်းတမှုအပေါ်လေးစားတန်ဖိုးထားရမှာဖြစ်ပြီးတော့မြန်မာစစ်အုပ်စုနဲ့ကြံရပါမှုကိုရက်တန့်ဖို့အချိန်တန်ပါပြီလို့ပြောကြားထားပါတယ်ထိုင်းနိုင်ငံရဲ့အစိုးရတစိုက်တစ်ပိုင်းပိုင်း PTTEP ရင်းကုမ္ပဏီဟာစစ်အုပ်စုနဲ့မိဘဆောင်ရွက်ပြီးတော့အရေးပါတဲ့ကမ်းလွန်တန်းငွေစီမံကိန်းကြီးနှစ်ခုကိုကြီးကျက်လုပ်ကင်ကမိခင်ကုမ္ပဏီ PTT ထံတန်းငွေရောင်းချမှုမှရရှိငွေများဖြင့်စစ်ရာဇဝမှုများနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝမှုများအတွက်ငွေကြေးထောက်ပံ့လျက်ရှိပါတယ်။အလားတူမလေးရှားရေနံတွင်းဝန်ဆောင်မှုကုမ္ပဏီ ENRA Group ရင်းကုမ္ပဏီဟာစစ်အုပ်စုအတွက် ဘဏ္ဍာငွေရှာဖွေပေးနေတဲ့ရဲတကွန်တဘာဝဓာတ်ငွေစီမံကိန်းအတွက်ဓာတ်ငွေတူလောင်မှုနဲ့ပို့လှူမှုအဆောက်အုံများပံ့ပိုးကူညီပြီးတော့2023ခုနှစ်နဲ့2024ခုနှစ်များအတွင်းမြန်မာနိုင်ငံဟာကုမ္ပဏီရဲ့အဓိကဝင်ငွေရင်းမြစ်ဖြစ်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာဆလပီ Free Burma Action Committee မှ158ကြိမ်မြောက်လူထုတပိတ်တိုက်ပွဲဆင်နွှဲတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ် Free Burma Action Committee မှ 159ကြိမ်မြောက်လူတို့တပိတ်တိုက်ပွဲဆင်နွှဲခဲ့တယ်လို့သိရပါတယ်။မေလ24ရက်နေ့မုံလွယ်ပိုင်းအမေရိကန်နိုင်ငံဆန်ဖရန်စစ္စကိုမှာရှိတဲ့တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှိဆန္ဒပြလှုပ်ရှားခဲ့ကြပါတယ်။၎င်းလူတို့တပိတ်ကို Free Burma Action Committee FBAC ကဥဆောင်ခဲ့ပြီးတော့မြန်မာအင်အားစုများပါဝင်ဝန်ရံခဲ့ကြပါသည်မြန်မာနိုင်ငံပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖက်မှုအားကန့်ကွက်ကြောင်းစံတသဘောထားများပြသခဲ့ကြတယ်လို့သိရပါပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်တာကီကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။